ဖုန်းတိုင်းမှာ display setting ရှိပါတယ်။ဒီ display setting မှာရှိတဲ့ setting တချို့ကိုပိတ်ထားလို့ပဲသင်ဖုန်းကကြာရှည်မခံတာဖြစ်ပါတယ်။ display setting မှာရှိတဲ့ setting တချို့ကို phone light data နဲ့ဖုန်းကကြာရှည်ခံမှာဖြစ်ပါတယ်။ကြက်အချင်းမဆွဲဘဲနဲ့ဒီ video ကိုစာလိုက်ရအောင်။ display setting ကို ရှာဖို့အတွက်အရင်ဆုံး setting ထပ်ကိုဝင်မယ်။ဒီလိုအောက်ကိုဆွဲသွားမယ်။ဒီမှာပဲ display setting ရှိပါတယ်နော်။အဲ display setting ကိုနှိပ်မယ်။ display setting မှာရှိတဲ့သင်လောက်ရမဲ့ number 1 setting က brightness level ဖြစ်ပါတယ်ဒီ automatic brightness ဆိုတဲ့ဟာကိုဖွင့်လိုက်ပါ battery set ဖြစ်မဲ့ဆိုပြီးဒီမှာလည်းရေးထားတဲ့ဒီ setting ကို ဖွင့်လိုက်ပါနော်အခုကျွန်တော် number 2 setting ကိုပြောပြမယ် number 2 setting က refresh rate refresh rate မြိုင်းလည်း battery အားအများကြီးကုန်ပါတယ်အဲအကြောင်း refresh rate ကို အနည်းဆုံးပဲလောက်ရမှာဖြစ်ပါတယ်ဒီမှာ 60hz ကအများဆုံးဖြစ်တဲ့ဆိုရင် ကောင်ကိုအနေဆုံးမဲ့ထားလိုက်ပါနော်ဖုန်းမှာဘလောက်အနေဆုံးရှိလဲအဲ့လောက်ပဲထားလိုက်ပါနော်60 Hz အနေဆုံးဖီလို့ဒီကောင်ကို60 Hz ပဲထားလိုက်မယ်နော်အဲ့လိုလို့ချာပြီးဖုန်းအားချရှိခံပါတယ်နော် Okay ကျွန်တော်တို့နံပါတ်2 setting ပြီးတော့ပါပြီအခုကျွန်တော်နံပါတ်3 setting ကိုပျော်ပြမယ်နံပါတ်3 setting ကဒီအောက်မှာပဲရှိမယ် auto rotate screen နော်ဖုန်းကဒီလိုပုံစံဖြစ်တယ်ကွာဒီကောင်ကိုဒီလိုပုံစံပြန် rotate လုပ်ဖို့ဆိုရင်နော်ဖုန်းကအများကြီးကုန်ပါတယ်နော်ဖုန်းကအလုပ်အများကြီးလုပ်လို့ဖုန်းအားအများကြီးကုန်ပါတယ်နော် အဲကြောင့်ဒီကောင်ကိုပိတ်ရမှာဖြစ်ပါတယ်ဒီကောင်ကိုပိတ်မှတာလင်းဖုန်းဝါချာရှိခံမှာဖြစ်ပါတယ်နော်ခုနနေရာကိုသွားပြီးအက် setting ကိုပိတ်လိုက်မယ်နော်ဒီမှာ auto route ဆိုတဲ့ setting ကိုပိတ်လိုက်မယ်နော်ဒီကောင်ကိုပိတ်ချင်အားဖြစ်ဆိုရင်ရပြီနော်ကျွန်တော်ပြတယ်ဒီမှာကြည့်ဒီလိုလို့ချင်အားဖြစ်တင်ကိုနိုင်ပဲ rotate လို့လို့ရနော် rotate လို့ဖို့အတွက်ဆိုရင်ဒီမှာကျွန်တော်တို့ setting ချာပြီးမှ rotate လို့လို့ရနော်ဒီမှာနော် rotate နော်ဒီလိုပုံစံ rotate လို့လို့ရနော်အဲ့လိုဆိုရင်ဖုန်းကအများကြီးမကုန်တော့ပါဘူးအဲအကြောင်းဒီ setting ကိုလှုပ်လိုက်တာဖြစ်ပါတယ် ျွန်တော်တို့စတေနံပါတ်3ပြီးသွားပါပြီစတေနံပါတ်4ကိုတော့ကျွန်တော်တို့ developer option မှာသွားလောက်ရမှာဖြစ်ပါတယ်เนาะ setting tag ကိုဝင်မယ် developer option full boost ဆိုရင် setting tag ကိုဝင်ရမယ် about phone ကိုဝင်ရအောင်ဖြစ်ပါတယ်ဒီမှာ MIUI version ရှိရဲ Android version ရှိရဲเนาะတို့ဒီမှာ MIUI version ကိုဒီလိုပုံစံနဲ့လိုက်မယ်ဒီလိုနဲ့ချင်းအပီးเนาะဒီမှာ3 step 2 step 1 step เนาะနောက်တစ်ချိန်လက်ရင် developer option ပွင့်သွားမှာဖြစ်ပါတယ်เนาะ you are now a developer เนาะ ကျွန်တော် develop power option ကိုရှာဖို့အတွက် additional setting မှာဝင်ရမှာဖြစ်ပါတယ် additional setting ကိုဝင်လိုက်မယ်ဒီမှာ develop power option ပေါ်လာပြီးတော့အခောင်ဝင်လိုက်မယ်ဒီမှာပဲကျွန်တော်တို့ setting တစ်ခုကိုဖွင့်ရမှာဖြစ်ပါတော့ကျွန်တော်အောက်ကိုဆွဲမယ် as setting နာမည်က wifi controlling เนาะဒီကောင်ကိုဖွင့်လိုက်မယ်เนาะဒီကောင်ဖွင့်ချာပြီး battery အများကြီးခံမယ်ဒီမှာရထเนาะ reduce battery နောက်တစ်ခု improve network performance เนาะ အင်တာနက်ဆွဲအားလည်းကောင်းမယ်နောက်တစ်ခုဘက်တီအားလည်းချာရှိခံမယ်ဆိုပြီးဒီမှာလည်းရေးထားနော်အဲအကြောင်းဒီ setting ကိုလည်းလုပ်လိုက်ပါဟုတ်ပါတယ်ဒီ setting တွေကိုခုချက်ချင်းလုပ်လိုက်ပါဒီ setting တွေကိုလုပ်လိုက်တာနဲ့တင်ဖုန်းအားချာရှိခံမှာဖြစ်ပါတယ်